ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဒီမှာဆိုရင်တော့မိမိတို့အသုံးပြုနေတဲ့ Gmail အကောင့် password မေးသွားရင်ကျွန်တော်တို့အစ်စ်ဘယ်လိုပြန်ပြရမလဲဆိုတာကိုဒီလိုလေးမှာပြပြပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နဲ့အတူတစ်ချက်လောက်ကြည့်ကြမယ်ကျွန်တော်တို့က Gmail ထဲကိုဝင်ပြလိုက်မယ် Gmail ထဲကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီညာဘက်ထဲမှာရှိတဲ့ကျွန်တော်တို့ Gmail profile ထဲကိုတစ်ချက်နှိပ်ပြလိုက်မယ် ပြီးတော့လို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့က manage your google account ဆိုတာကိုနှိပ်ပြလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အပေါ်ကိုနည်းနည်းလေးဆွဲတင်ပြလိုက်မယ်ပြီးသွားလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့က personal information ဆိုတာကိုတစ်ချက်နှိပ်ပြမယ် ပြီးလို့ရှိရင်ကျွန်တော်တို့အပေါ်ကိုဆွဲတင်မယ်ပြီးရလို့ရှိရင်တော့ကျွန်တော်ဒီအောက်မှာ password ဆိုတာရှိတယ်အဲ့တော့ကျွန်တော်ဒီ password ဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပြလိုက်ပြီးလို့ရှိရင်ဒီမှာကိုယ့်ရဲ့ဖုန်း screen ကို လော့ခတ်ထားတယ်ဆိုလို့ရှိရင်တော့သူကဒီမှာဝက်ဖုံးဆက်ခွင်လော့ကိုဖြည့်ပေးလိုက်မယ်တကယ်လို့ကိုကလက်ပွေနဲ့ခတ်ထားတယ်ဆိုရင်လက်ပွေနဲ့ဖွင့်ပေးလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့သူကဒီမှာဒီလိုမျိုးအကွက်လေးနှစ်ကွက်ပေါ်လာမယ်။ new password ရဲ့ confine new password ရဲ့ဆိုပြီးတော့ကျွန်တော်နှစ်ခုပေါ်လာခဲ့မယ်။ အဲ့ဒီမှာကျွန်တော်တို့ကဒီအပေါ်မှာကျွန်တော်တို့ကိုအစ်စ်ထည့်မဲ့ password ကိုရိုက်ပြီးတော့ထည့်ပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ out အကွက်မှာလဲ confine new password ဆိုတဲ့နေရာမှာလဲကျွန်တော်တို့ဒီအပေါ်မှာထည့်ခဲ့တဲ့ password ကိုပဲကျွန်တော်တို့ရိုက်ပြီးတော့ထည့်ပေးလိုက်မယ် ပြီးလို့ဆိုရင်တော့ကျွန်တော်ဒီအောက်မှာရှိတဲ့ကျွန်တော်တို့ဒီ chain password ဆိုတာကိုတစ်ချက်နှိပ်ပြမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ဒီမှာနောက်ထပ် chain password ဆိုတာကိုပဲကျွန်တော်တို့ထပ်ပြီးတော့နှိပ်ပြလိုက်မယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ဒီမှာ cloud ကိုပဲနှိပ်နှိပ် guest tag ကိုပဲနှိပ်နှိပ်ကြိုက်တာကိုနှိပ်လို့ရတယ်ကျွန်တော်တို့ဒီမှာ cloud ဆိုတာကိုနှိပ်ပြလိုက်မယ်ပြီးလို့ဆိုရင်ကျွန်တော်တို့အကောင်လုံးပြန်ထွက်လိုက်မယ် ဒါဆိုလို့ဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့ Gmail account password မေးသွားတဲ့အခါမှာကျွန်တော်တို့အလွယ်တကူပြန်ယူလို့ရတယ်။ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။